ဟယ်လိုချစ်ရတဲ့ BB Family မိသားစုရေအားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel လေးပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်အောက်တိုဘာလ16ရက်နေ့ရဲ့ညပိုင်းသတင်းတွေကိုကျွန်တော်နဲ့တူတောင်းမှကြည့်ကြအောင်ဖြစ်ပါတယ်โอเคဒီညမှာသတင်းတင်ဆက်တဲ့အချိန်မှာနောက်ကျနေဖြစ်တဲ့တို့ပါနော် Louis Toshin သတင်းတွေမှာဖတ်ပြတော့မယ်ねသတင်းဗီဒီယိုတစ်ချက်တည်းတွားကြည့်လိုက်အောင်နော်ကေပရမဆိုကျွန်တော်ကြည့်ရမယ့်သတင်းဗီဒီယိုလေးကတော့ online မှာပေါ့နော်ပိုးလေးက ပိုလီနဲ့တူတဲ့တယောက်ကိုမှာဟာသလူရှင်တော့ပိုလီစကားမထမ်းပြပြောင်းခုံလုံးပြီးအောင်ပွဲရအောင်စနိုက်ပါပါဝင်ပစ်ပေးပေးမယ်ဆိုလို့ပြည်သူတွေကတောင်းတမပြကြိုးဆိုဆိုပြီးမှပေါ့နော်ဂျင်းထဲနေတဲ့ဟာနဲ့ပတ်သက်ပြီးတော့ဒီပိုလီရဲ့ရှင်းတမ်းပေါ့နော်သူပါလိပြောတဲ့ချက်တော့ကြည့်ရအောင်နော်ဟုတ်ကဲ့ပါဒီကလေးကျွန်တော်ခီးထွက်နေတာကျွန်တော်ခီးထွက်တဲ့အချိန်မှာ line ပေါ့ပါဗျာတော်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 လေးကိုတော်တော်လေးပါနော်တော်တော်လေးကိုတော်တော်လေးပါဆိုတာကျွန်တော်ဒီနေ့မှကျွန်တော်တွေ့တာပေါ့နော်ဒီနေ့မှတွေ့တာဆိုတော့ဘာလဲဆိုတော့ တခုကစကားမဝစ်စုံနဲ့တပြေပန်းနဲ့ကြုံနေတဲ့ပုံကျွန်တော်ပုံနေဒီမှာဒီပုံထဲမှာကြည့်ပါကြည့်ကျွန်တော်ပြတာနော်အဲကျွန်တော်နဲ့ဒီပုံနဲ့ဒီပုံနဲ့အဘလို့ဖြစ်လို့လာပြီးတူရတာလေနော်ဘလို့ဖြစ်လို့လာပြီးတူရတာထောင်းထောင်းအဲ့ဒါထောင်းဒီမှာနောက်တစ်ခုကျွန်တော်ထပ်ပြမယ် ောက်တစ်ခုကြတော့ဒီမှာတခုတခုဒီမှာခိုးလာမှာနခါကြခိုးလာပြီချိန်ရတာပရမတ်ကပရမတ်ကသူအဲ့မှာအာဆိုးရီကိုစီးလိုက်ပဲအဲဘူးကြမ်းရောင်ညက်တယ်အဲဒါလေးကြောက်ပါဘူးမဝင်တော့အော်တော့လို့တာလားအဲဘာလို့ခိုးကရနေမေးခိုးလို့မတူပါဘူးတော့ဘာလို့လဲဝင်လိုက်ညက်လို့လားတော့မဟုတ်ဘူးစကင်ညက်တာအဲကောင်ဝင်နေရတယ်နေနေတဲ့အချိန်ပေါ့ဝင်နေရနေတဲ့အချိန်နားလည်းကနားနေချိန်ဆိုတော့အဲ့မှာအင်း ဘယ်နဲ့ကမလေးကျော်တဲ့ဖြစ်တယ်နေကမတ်ကျော်တဲ့ဖြစ်တဲ့အချိန်ဝင်မှာရုပ်ကိုကြည့်ရမယ်။ဇပင်စီးတာကျွန်တော်ဒီတော့ဇပင်စီးလက်ပုံကြီးတင်လာပြီမယ်။ဘလူးပဲဝါသာသိရမှာ။ဘာတခါကြရင်ဒီအဲကစားကြည့်ရမယ်။ကုန်းလဲဝါထားတယ်။ကျွန်တော်ဆင်ရကကြရင်အဲ့တော့ဝါရရယ်အပရမတ်ကမာကြောက်ပါနော်ကျန်တဲ့လူရက်ခါရှိသေးတယ်စသီးတော့ထည့်ပါဦးလူရက်ခါကြောက်ကောင်းနေတော့လက်ရှိရောရတယ်ဒီလားစပင်းစီးကကျန်လွယ်တဲ့ခါကြောက်တော့မသိအစီပဲအာလက်ကံကမှာ ထည့်ပါဗျာဖေးလေးကိုဘောင်ချောင်ဖက်ခိုင်းတာဗျာဘောင်ချောင်ဖက်ကလေးရတယ်ကောင်းကောင်းရွှေနေရတာပြီးတော့ကွယ်လည်းပြပေးရဆိုဖေးမှလည်းဘလို့မှမမြင်ဘူးอืมမြင်လာလည်းကောင်းပါလေအင်းအဲ့တော့တန်တဲဟိုမှာလည်းကောင်းပြီကိုကတော့မြင်ပြီဆိုတော့သူတို့အိုက်ကောင်နေရောက်ရေအနောက်ကကြည့်ဒီပစောင်းကြီးကစောင်းလိုက်တဲ့ပုံကကျန်လက္ခဏာပုံစံလေးတွေကိုနောက်လူတွေသတိစားလို့ရအောင်ဆိုတော့တင်ပေးမယ်ဒီမှာကြည့်ပါဦးအားဒီမှာအဲ့ဒါ သူရဲ့ဇိုင်းကလာနေတာကမ်းဝေးရှိတဲ့ပုံနဲ့အဲ့တော့ပေါ့လေနော်အဲ့တော့မာတယ်ဟုတ်ပြီတော်ပြီဒီလောက်ပဲအဲ့တော့ဆိုတော့ကျွန်တော်ခီးထွက်နေတဲ့ချိန်မှာဒါတွေကကျွန်တော်နိုင်ငံကြီးမှာတိုက်ဆိုင်မှုဆိုတာမရှိဘူးဟုတ်လားဒါကျွန်တော်တမင်စကားမကျွန်တော်ပုံဖြတ်ချင်လို့ထုတ်တာဖြစ်ဖို့များတယ်ပေါ့နော်စနာစတာဝတ်စုံတဲ့ပုံကလည်းကျွန်တော်မဟုတ်ကြောင်းနော်ဒီ ပစိုးတွေကိုရဲကောင်ကလည်းကျွန်တော်မဟုတ်ကြောနော်အဲ့ဒါလေးလာပြောတာနော်ဒီနေ့ကျမှကျွန်တော်ရှိဘူးမက်ဆေ့ချ်အရင်လာပို့တာကိုပိုးလေးနဲ့ကိုပိုးလေးနဲ့တပုံနဲ့ပဲတပုံနဲ့ပဲဆိုပြီးတော့အဲ့ကျွန်တော်လာပို့တာနော်အဲ့ဒါအဲ့နှစ်ယောက်သလုံးစီကျွန်တော်မဟုတ်ကြောတက်တည်နေတော့ခွာပြောတော့ကျွန်တော်ခီးထွက်နေတာအဲ့ကျွန်တော်အခုကားပေါ်မှာโอเคနော်ကျွန်တော်ခီးထွက်တဲ့အကြောင်းရတယ်ထုံးစံတိုင်းပဲ အမြင်တွေလိုအပ်ချက်တွေရှိတယ်တော့ကျွန်တော်ပြီးထွက်နေခြင်းဖြစ်တယ်အဒီအာတွေဒီကျွန်တော်ပုံနေမဟုတ်ပါကြောင်းဒါပြောကြတာပါဗျာကဲဒါတော့ပိုလီရဲ့ဖြည့်ရှင်းချက်ဖြစ်ပါနော်ဒါတော့ကျွန်တော်ကြည့်ရမယ့်သတင်းပြူရအောင်အခုချိန်မှာဆိုအုတ်ကြီးတွေရပါတော့ပြီးသူတွေပေါ့ရက်ဆက်လုံးလုံးရဲပြီးကြနေတဲ့ပုံစံဖြစ်နေတယ်ပေါ့နော်အဲ့တော့ဒီအုတ်ကြီးတွေရုပ်မှရက်ဆက်မှုတွေနဲ့ပတ်သက်ပြောထားတယ်မမောင်ပေါ့နော်ဘဝမမောင်ကဒဲ့ပြောထားတဲ့ဟာလေးကိုသုံးသပ်ထားတယ်နားထောင်ကြအောင်နော်အခုအဲ့တော့ငရဲပဲပေါ့ဟုတ်တယ်မလား အဲ့ကြောင့်မလို့အခုခုခံရတဲ့ပြည်သူတွေကပြဒုက္ခတွေကြောက်သွားတော့အောင်ကျွန်တော်လူမိုက်တော့ပါလိမ့်မယ်။တော့အခုဆိုရင်မြန်မာပြည်မှာနေရတာစစ်မှုတန်းကြီးကတမောက်နော်အဲနောက်ဆက်ဒီပြည်သူစစ်ကြီးကတမောက်ပြီးတော့ရှိလောအားပေးကတမောက်မရှိရတဲ့ကြားတဲ့နောက်ဆုံးပိတ်ကျွန်တော်မြန်မာပြည်မှာမြန်မာပြည်ကမိဘတွေဆိုတာကတာသမီလက်စားလေးထိုင်စားဖို့ကတာသမီမွေးတယ်ဆိုတာလက်ကမွေးတာမျိုးမြန်မာပြည်သားတွေကအားလုံးရအောင်မွေးနေကြတာမဟုတ်ဘူးမြန်မာပြည်သားတွေကလေကျွန်တော်တို့ကျွန်တော်လည်းမြန်မာပြည်လူအတိုင်းဝိုင်းမှာတကယ်ခြေခံချတဲ့ ူတိုင်းဝဲမှာနေထိုင်နေတာပါအတော်ကြီးတွေကလေသူတို့သားလေးတယောက်ဝင်ထားလို့ရှိရင်ငါသူသားလေးငါသားလေးချင်းကြလှုပ်စားလေးစားတကယ်တည်းစားရပါလေနော်တကယ်တည်တက်တယ်အာကျွန်တော်တို့မြန်မာယူသားလူငယ်လေးတွေကလေအော်ရှုံးမရစတဲ့ကောင်နေတာပါအတော်ကြီးတွေကလေသူတို့သားလေးတယောက်ဝင်ထားလို့ရှိရင်ငါသူသားလေးငါသားလေးချင်းကြလှုပ်စားလေးစားတကယ်တည်းစားရပါလေနော်တကယ်တည်တက်တယ်အာကျွန်တော်တို့မြန်မာယူသားလူငယ်လေးတွေကလေ ာပြန်သွားလောက်ကြတာပြန်သွားလောက်ရှိရင်သူ့မရသူ့အញ្ញမ်းချက်တယ်ချက်ပါတော့ဒီသားလေးပြောက်ပဲရှာကျွေးနေတာဖေဆိုအကြီးကတမတော်ရှင်ဆိုတော့အဖေဒီပါကြပြီရတော့တော့အဖေတွေကဒီလာများတယ်အဲ့တော့သားလေးပြောက်ပြီးလာလို့ရှိရင်ဒီသားလေးရဲ့လက်စားလေးစားရမှာပဲဆိုပြီးတော့ဘူလာခဲတဲ့ကိုကြွေးကြပါလားသားလေးကိုကြွေးရအဲ့တော့ဒီမျိုးလေးချက်တွေကတော့ဆိုပြီးတော့အခုစစ်မှုထမ်းောက်တဲ့စပါဆွေးခြင်းနေကြောင်းနောက်ဆုံးပြီးတော့ပါချက်ကိုလည်းဆိုတော့ဒီပါတွေကလည်းဆိုရင်တို့လွတ်ကျွေးမဲ့သူကမှမရှိတော့ဘူးခါလေးစစ်မှုထမ်းဥပဒေထွက်လာမှတော့ဒီပါလွတ်ကျွေးရတဲ့လူတွေပါလေအော်လွတ်တယ်လို့ပြင်မလားဟိုလိုဒီလိုပြောတာအခုအုပ်ဖက်ရဆွဲနေပုံစံမျိုးဖြစ်နေတာဟုတ်တယ် ဟုတ်တယ်အကောင်လုံးဆွဲတာစစ်မှုထမ်းဥပဒေစာချုပ်နောက်မှာပြောခဲ့တဲ့ပါဇက်တွေမှတ်မိကြလေးလားဟမ်အမင်းတို့ကဘာဖြစ်တာလဲနှစ်နှစ်ပဲစစ်မှုစစ်ပညာတရားမှာဒါမှရှင်းတဲ့တွားဆရာမလို့ကင်းမဲ့ဆောက်ကမှာအချိန်တိုင်းပြန်လာရမယ်နှစ်နှစ်ပြည့်တာနဲ့မင်းတို့မလုပ်ချင်ထွက်လို့ရတယ်ဟမ်ပြောခဲ့တဲ့ပါဇက်တွေအခုဘယ်ရောက်ကုန်ပြီလဲကြည့်ဟမ်ရက်ထဲရွာထဲကောင်းကောင်းမုံအောင်လူငယ်တွေတို့နဲ့အပွားရောက်လာပြီဟုတ်လားအခုဒီတရားတွေပဲကျွန်တော်ပြောပြမယ်ခင်ဗျာနောက်ပြီးပါကျွန်တော်ပြောရလိမ့်မယ်အခုအစွဲခံအားလုံး6ယောက်ပါနော်6ယောက်အဲ့ဒါကဘယ်လိုကဂျိုးပင်ကောင်းမျိုးနေဂျိုးပင်ကောင်းမျိုးနေကနော်အုတ်ချုပ်ရည်မှုကအုတ်ချုပ်ရည်မှုနော် ်ရွာလေးရွာလေးကအချို့ရွာလေးကအချို့ရေးဘူးကစစ်ကူတန်းချိန်လက်ကြည့်အောင်ပေးတယ်။နောက်ပေးတဲ့ပြင်ကိုဝယ်လဲဝယ်ပေးတယ်။အဲ့ဒါတော့မှပဲအဲ့ဒီရွာလေးကစစ်ကူတန်းကချက်ပြီးတော့ဆွဲခံရတာ။ဆွဲခံတဲ့အခါမှာတော့အခု6ရောက်ပါသွားတယ်။အဲ့ဒီရွာကမေရွာလဲဆိုလို့ရှိရင်နော်။အမ်ကုန်းမြေရွာလို့ခေါ်တယ်နော်။အချို့ရေးဘူးရုံးတယ်လက်တိတ်မလန်းမကန်းမှရှိတယ်။မြို့နယ်ကကျိုးပြောင်းမြို့နယ်ပေါ့ဗျာနော်။ကုန်းမြေကုန်းမြေကြီးရွာ။အဲ့တော့အချို့ရေးဘူးရုံးတယ်မလန်းမကန်းမှရှိတယ်။အဲ့ဒီရွာမှာ6ရောက်ဆွဲခံရတယ်။ဒါဒီရွာကစစ်ကူတန်းချိန်လက်ကြည့်အောင်ပေးတယ်နော်။တို့တောင်လည်းတို့ကြည့်တယ်။ကြည့်ရတာနဲ့ အဲ့တော့6ယောက်ဆိုတဲ့ခါအဲ့6ယောက်နာမည်ကနော်ရောက်တာဒီရက်ွက်တဲ့ကရက်ွက်သားတွေဆိုတဲ့ခါကျတော့ဗျာဒီကြီးတော်သားတွေဆိုတဲ့ခါကျတော့မကျေနပ်ရှိရွာထဲမှာဘုံလုံးဒီကိစ္စတရွာလုံးနဲ့ဒီကတိရွာလုံးမှာဟိုအမှန်တရားကိုသိနေတယ်။နော်အထုတ်တဲ့လူသားသားအစားအကုန်လုံးကစဉ်းချမ်းတာမျိုးဒီရွာသားတွေဘုံကဒီကိစ္စနဲ့ပတ်သက်မကျေနပ်ဘူးဘာကြောင့်လဲ။ဘာလို့လဲကစစ်မှန်ကြီးနဲ့ချေအောင်ပေးတာလဲတိုင်းတဲ့အိမ်ကဘလောက်ဘလောက်ပေးတာလဲပေးရတာနဲ့ဒီအိမ်ဒီရွာကနေပြီးတော့နောက်တစ်6ယောက်ကဘာရောက်ဆိုဆွဲလူတွေထဲမှာလဲဆနာကျွန်တော်ပြောတဲ့ကိုမိသားစုအဲဘုံကောင်ကိုသားသမီးတွေလက်စားထိုင်စားနေတယ်မိဘတွေကတားမိတယ်ပါတယ်ဗျာ။ဒီကလေးကရာလုတ်လဲလုတ်ပြီးတော့တနေ့လုတ်စားတနေ့မိဘကိုတားနေတယ် ီပါတွေတွေ့ချက်တွေအဲ့တော့ဒီပါမြန်မာအဲ့တော့တော့ရောက်ပါတယ်နော်အဲ့တော့ရောက်ပါတဲ့ဒီကိုအတော့6ရောက်နေတာ6ရောက်ဆွဲခံရတာမှာကဲကိုမမောင်အခုပြောနေတာဗျာမနာပြောတာမဟုတ်တော့ယောဟန်နာမည်ကိုအကုန်လုံးအတိအကျပြောတာနော်အဲ့တော့မောင်မောင်ကိုအုပ်သွားဆဲတယ်ဘယ်နေ့မှတစ်ပုတ်ပြေးပါလေကိုချိုကြီးပုံတင်ပြီးတော့အဲ့မှာဘောမတစ်ကောင်ဆဲနေတယ်တွေ့တယ်မောင်မောင်တို့ချိုကြီးတို့ဆိုတာမင်းတို့ဘောမတွေထဲမှာတကက်ဆရာတွေရုပ်ပြပြီးတိတ်ခါကြီးကြီးငါစစ်တပ်ကိုထောက်ခံပါတယ်ကွာဆိုပြီးတော့အတိုက်ခံတစ်ဖက်အင်အားစုကဆဲတာဆိုတာခံပြီးတော့စစ်တပ်ကိုထောက်ခံခဲ့တဲ့လူတွေ ။ဘယံပနာဒီနေ့မှထားပြီးပြောနေတဲ့လူတွေမဟုတ်ဘူး။အဲ့လိုထောက်ခံခဲ့တဲ့လူတွေကဘာကြောင့်ပြောရတာလဲ။လွဲမားတဲ့လုပ်ရက်တွေလုပ်လာတဲ့အတွက်ခံလက်ခံလို့မရလို့ပြောလာတာတို့။ဒါကိုပြင်ရကောင်းမှမတိတဲ့အပြင်မပြင်တဲ့အပြင်မှားလို့မှားတယ်ပြောတာကိုမပြင်တဲ့အပြင်မှားလို့မှားတယ်ပြောတဲ့လူကိုရန်ရှာတယ်ဆိုတာဘလောက်အတိညာပဲမိုက်မဲတဲ့လူတွေလုပ်ရတယ်။စဉ်းစားကြည့်နော်အဲ့တော့မင်းတို့ဘောမအတိုင်းဝင်ပြောကြစကားလုံးမရှိတော့ဘူးနော်အဲ့တော့ကြည့်တန်ဖိုးကြီးအဲ့လိုကွာပါလေကြည့်ကိုမောင်မောင်တို့ကိုချိုကြီးတို့အခုဘာပြောနေသူတို့ပြောကြစကားမှားလား ပါဒါတော့တတိမမှန်ဘူးလေပါမင်းတို့ကမင်းတို့ဘက်မှာရုံမှဓမ္မမှန်မှန်မှန်မင်းတို့ဘက်ကမှန်တယ်လို့ပြောမှမင်းတို့ကတတိမှန်တာလားမှန်မှန်တယ်ပြောမှာပေါ့လူကမှန်ရင်မှန်တယ်ပြောမှာပေါ့အေကိုအားပေးတဲ့ဘက်ရင်နော်ဟိုဘက်ရင်မှုတော့ချင်းရှိလိမ့်မယ်ဒါပေမဲ့လုံးဝမှန်နေတဲ့အရာယူဒါကြီးမှန်မှန်တယ်သူတို့ပြောဘွာတောင်းတောင်းတိတ်ခတ်ရှိတဲ့လူကပြောမှတ်ဘူးလေအဲ့ဒါပဲအေးရောက်ပဲ အတရားဝယ်လို့ကောင်းမဆိုလုံးဝတော့မျက်စိမမြင်တော့ power 6ပါတော့အဲ power ကပိုကောင်းမဆိုလို့ရှိရင်ညမှာ power အကြီးတက်တယ်လုံးဝစစ်တယ်မှာညမှာချေဘာမှမမြင်ရတော့ကြောင့်လို့တာလေတရားဝယ်လို့တယ် channel 9ရောက်တော့သူစရဲပါသွားတယ်ဆွဲသွားတယ်အဲ့ဒီပါစစ်နေတည်နေဆွဲသွားတယ်အဲ့ဒီကုန်းပြင်းကြီးရောက်ပါဗျာနော်အဲ့တော့သူနာမည်လေးတွေအခုကြွားကြွားလေးရနေပြီးတော့အဲ့ဒီပါတရားလုံးပါဗျာအခုပြောနေပြီးကြွားလေးကြွားတရားလုံးမှာပေါ့လို့ဆိုနာမည်ကမှထပ်လာကြဗျာနော်ပေါင်းထပ်ပိုင်ဘူးလေအခုစွဲခံတာလို့အခုစစ်တဲ့ပါရောက်လာချစ်တဲ့ကိုကိုမိဘနာမည်ပါကြောင့်ဒီပါလေနော်အဲ့တော့ချစ်တဲ့မောင်နဲ့နော်ရဲဖုံးမောင်နဲ့အာကာထောင်းနဲ့အဲ့တော့နောက်ဒီတစ်ခါကြီးရနိုင်ရလေဗျာနော်အားလုံးလေးမွေးရလို့ မိဘကိုချာချွေးနေတဲ့တာသမီလေးတော်မှာပဲအခုဒီပြည်ပစစ်ကြီးကြောင့်ဒီအုပ်ချုပ်ရေးမှုကြီးကြောင့်ဒီရန်ရကဒါတက်တက်ချာစားရတယ်နော်ဟိုဘေးဘေးဘေးဆိုတင်နေရပါလေနော်အဲ့တော့ဒီရေးကြည့်ကြတယ်လို့ပါပဲနော်ငွေတွေခင်ဗျာပါလေအဲ့တော့မိဘတွေကလည်းစိတ်ကူတော့ဗျာစိတ်ကူတော့မဟုတ်တော့ငွေကိုငွေကိုရှိရှိပေါ့ဗျာနော်စရက်ရောက်တော့ပါကလေးချောက်ရောက်တော့ကလေးငါရောက်တော့ချောက်တရားပဲလေပါလေကဲဒါကတော့လက်ရှိမြန်မာပြည်မှာစစ်မှုထမ်းဥပဒေကြောင့်ဒုက္ခရောက်နေတဲ့ဟာကိုကိုမောင်ပြောရတာသူပြောတာမှန်လားမှန်လားကိုမောင်ဒီမဟုတ်တာကိုအဟုတ်လို့ပြီးပြောရတာလား မှန်လက်ရှိပကတိမြေပြင်မှာဖြစ်နေတဲ့အမှန်တရားကိုပဲထုတ်ပြောရတာနော်မှန်တာပဲသူပြောရတာနော်သူမဟုတ်တာကိုဟုတ်ပါတယ်လို့ကလေးကချစ်လီလေးကြီးပြောတာမဟုတ်ဘူးအဲ့ဒီအတွက်လက်ရှိမြန်မာပြည်မှာစစ်မှုထမ်းဥပဒေစစ်မှုထမ်းဥပဒေဟာပြည်သူတွေဘာကြောင့်မဝင်ချင်တာလဲမထမ်းတော့ရှင်းတယ်လေမင်းအောင်နိုင်တို့ဒီစစ်မှုထမ်းလူတစုအာဏာရရင်အတွက်ပြည်သူပြည်သူချင်းပြန်တိုက်ခိုင်းတဲ့ဥပဒေကိုလူများနိုင်ငံတွေမှာစစ်မှုထမ်းဥပဒေရှိတယ်ဟုတ်တယ်သူများနိုင်ငံတွေကစစ်မှုထမ်းဥပဒေဆိုတာကစစ်ပညာတင်ဖို့နိုင်ငံသားတိုင်း ဲ့ဒီစစ်မှုထမ်းနှစ်နှစ်ဆိုနှစ်နှစ်ကာလမှာလည်းအခွင့်အရေးအတုံးဆောင်ကစားအကုန်အပြည့်အဝပံ့ပိုးပေးထားတဲ့နိုင်ငံပြီးလို့ရှိရင်ရှင်ထမ်းသွားပြီးအသေးခံစရာလည်းမလိုဘူးလက်ရှိမြန်မာပြည်မှာဒီတင်တယ်လေးတလားနှစ်လားလောက်တက်ပြီးရှင်ထမ်းတန်းဖို့ရှင်ထမ်းမှာကိုယ့်ပြည်သူချင်းချင်းပြည့်တဲ့ဟာအသေးခံဘာမှမျောလင်းကြတယ်မရှိရပိုင်ဝင်လည်းမရှိအဲ့တော့တကယ်တော့မြန်မာနိုင်ငံမှာတူများနိုင်ငံနဲ့အခုစစ်ဖြစ်နေပြီ။နော်တရုတ်နဲ့မြန်မာနဲ့စစ်ဖြစ်နေပြီ။အဲ့ဒီစစ်မှုထမ်းဥပဒေပြဋ္ဌာန်းစရာမလိုဘူး။မြန်မာပြည်သားတွေဟာအဲ့ဒီချိန်ကျရင်နော်မင်းကဘာလို့ငါဘာလို့မခွဲစရာကိုစိတ်ချ။အကောင်လုံးဟာ တစုတစီတဲ့ဝင်ဆောင်တဲ့လူကြီးပဲလာရခိုင်ရော မောင်ကဘမအကုန်လုံးပခုံးပိတ်လိုင်းငါတို့နိုင်ငံတရုတ်တွေပြောနေတယ်ထမယ်ကွာဆိုစစ်မှုထမ်းဥပဒေတော်မှခေါ်ဆရာမလို့စိတ်ချမြန်မာပြည်သားတွေအားလုံးဟာနော်ကိုယ်နိုင်ငံအပေါ်ကိုချစ်တဲ့စိတ်ရှိပြီးသားဒါပေမဲ့အခုဖြစ်နေတာကနိုင်ငံအတွက်မဟုတ်ဘူးလေဒီစစ်မှုကြောင့်လူတစုကောင်းသားရေးအတွက်သူတို့အာဏာလုနေတာဟုတ်ငါနဲ့ရှိပြီတိုင်းပြည်ရဲ့စစ်တပ်ကိုမောင်မိုင်စီးပြီးတော့လက်နက်မဲ့ပြည်သူရှီကနေအာဏာလုတာငါနဲ့ရှိသွားပြီအခုထိသူတို့အာဏာမရဘူးအဲ့တော့ဘာလုပ်လဲမိမျိုးစုံနဲ့ပြည်သူကိုဒုက္ခပေးတာ တော့စစ်မှုထမ်းဥပဒေဆိုတာကျွန်တော်မြဲပြောလို့ဓမြတိုက်တာပြန်ပြီးဆွဲတာလူတယောက်နဲ့တနက်ကင်ပြီးတော့အိမ်ယူလာမယ်အိမ်တယူလာမယ်စိုင်းစိုင်းယူလာမယ်ပတ်ဆက်လာတောင်းရင်ဘာလုပ်လို့ပြောလဲခင်ဗျားတို့ဓမြတိုက်တယ်လို့ပြောရမလားအခုစစ်မှုထမ်းဥပဒေရောစစ်မှုထမ်းဥပဒေဆိုပြီးတော့ဘာလာလုပ်လဲပတ်ဆက်လာကောက်တော့အဲ့ဒါဓမြတိုက်တာမဟုတ်လေခင်ဗျားကြီးပြူလို့ပေးတာစစ်မှုထမ်းဥပဒေကိုကြီးပြူလို့ပေးတာလားလားမကြီးပြူပဲမဖြစ်မနေဘူးလို့ထည့်ရတာလားအဲ့တော့ဒါဟာဘောက်တာဓမြတိုက်ခံရတာနော်ပြီးရင်အခုတော့လူတွေအခုတော့6ယောက်ခံသွားပြီတမိမောက်လှုပ်ကျွေးနေတဲ့ကလေးတွေပါတယ် ညီမမြေတာကိုမောင်ပြောနေပဲညီမမိမတွေကသားလေးမွေးထားတဲ့အွယ်ရောက်လာရင်ဟာအကူရရကရတော့မယ်အကူရရမနော်သားလေးကကောင်းကြီးလာပြီနော်တို့ပြောကြတယ်အဲ့ဒါဘာလဲမိမတွေကဘယ်နဲ့ပြောငယ်ရွယ်တဲ့ချိန်မှာပညာလေးသင်ပြီးရှာကျွေးပြီးတော့ကိုသားသမီးကအွယ်ရောက်လာချိန်မှာဒီသားသမီးကပြန်လဲကြည့်ကျူဆောက်ရှောက်တော့ခံခဲ့တဲ့အလေးထားရှိတယ်အင်မတန်ချစ်ဖို့ကောင်းတဲ့အလေးထားအခုတဲ့မိမကိုရှာကျွေးနေတဲ့ကလေးတွေစီးပွားတော့အပြင်ထွက်ပြီးတော့ကိုမိမတော်ကိုရှာကျွေးခွင့်မရှိတော့ဒီစစ်မှုထမ်းဥပဒေတောက်လန့်နေရတယ်ဟမ်ပြန်ပြီးဆိုတာမဟုတ်လားဒါ အဲ့တော့ဓမြတိုက်တာတွေပြန်မေးဆွဲတာကိုတင်ယုံဝင်လုတ်ခွင့်ပြုထားတာပါတယ်မြမဒီမှာစစ်မှုထက်ဥပဒေပဲနော်အဲ့တော့မင်းအောင်လည်းခံထားတဲ့အောက်ချော်ရဲ့မှုတွေဒီဒီဓမြမှုတွေပြန်မေးမှုတွေကိုဒိုင်ကန်လောက်နေတဲ့ရာဇဝဲကောင်တွေဒါရှိချင်းနေပဲမဟုတ်ဘူးဆိုလာခဲ့ငါပြောစကားမှားတယ်ဆိုလာခဲ့နော်စစ်မှုထက်ဥပဒေစိတ်ပါနှပ်ပါပတ်သက်တဲ့လူရှိတာဖားရပြီးတော့အောက်တက်တက်နဲ့ထည့်ရတဲ့လူပဲရှိတယ်ဘယ်သူမှစိတ်ပါလို့ထည့်တာမရှိပါဘူးနော်အဲ့တော့မြန်မာနိုင်ငံဟာဘယ်လိုဖြစ်နေပြီအခု ဘယ်လိုမျိုးမှန်တာပြောတဲ့သူတွေအော်သူပြောတာမှန်တယ်ဟဲ့အေးမောင်မောင်ကတော့ငါတို့စစ်တပ်ဘက်ကပဲအော်သူပြောတာတော့မှန်တယ်ငါတို့ဘက်မှာဒီလိုဖြစ်နေတယ်ဒီလိုတွေးတွေးရမှလေလူအမှန်တာကိုပြောတာလက်ခံပေးရမယ်နော်မဟုတ်တာကိုဆွဆွဲတာရယ်ဆိုတမျိုးပေါ့အခုကိုမောင်မောင်တို့ကိုချိုကြီးတို့ဟာတကယ်စစ်တပ်အမာခံကြီးနေနော်မောင်မောင်ဆိုရင်ဟာပြောင်ကြည့်ငါဟဲ့လူဟဲ့ဒီတော်လိုင်းဘက်ကောင်တော့ဆဲတာကိုခန်းနေခဲ့တဲ့သူ လိုက်ပါမှာတောင်ချောင်းစစ်တပ်ဘက်ကဒီကာမာလုံးပြောလာတဲ့လူဒီလူတွေတော့မခံစားနိုင်တော့ဘူးဒီမတရားတဲ့ဟာတွေကိုထောက်ပြောလာပြီဆိုရင်ဒီစစ်တပ်ကလောက်ရဘလောက်လွဲနေလို့လဲငါတို့တွေဝိုင်းတဲ့ပေးမယ်ဆိုတော့ကောင်းမွန်တဲ့ဘက်ကအတွေးကိုမတွေးဘူးဟာငါတို့အားပေးတဲ့စစ်တပ်လာမပြောနဲ့ခင်ဗျာအဲ့ဘောမတရားဆိုရင်ပြောထားပါ तू ကလည်းအစီနီယာ၃နှစ်လောက်ကြာတယ်တဲ့အဲ့ဒီချိုကြီးတို့ဘာလို့ဆိုတော့သူ့ကဂျူနီယာလေးတွေတဲ့မဲ तू အဲ့ဒါ तू လိုက်လို့နေအဲ့ဒီမှာကျွန်တော်ဝင်ကြည့်တော့တယောက်ပဲအဲ့တယောက်ပဲကျွန်တော်အကောင့်ဆိုတော့ဘုရားဆိုပါအဲ့နဲ့ကျွန်တော်စတော့ရေရှင်လုပ်လို့ပါမတန်ဘူးလေဗျာ လွှတ်ပေးထားရတယ်ကျွန်တော်ဒါပေမဲ့ကိုချိုကြီးပုံထောင်ပြီးဆဲနေတယ်ကွာအဲ့ဒါကိုပြောတာဟွန်းသူတို့ပြောတဲ့စကားကြီးမှန်လားမှန်တယ်ချိန်နေတယ်နော်ဘယ်နဲ့ငပောက်လို့ပြောလဲမြန်မာပြည်ပြန်လာပြောတယ်ဟာမြန်မာပြည်မှာလွတ်လပ်စွာပြောဆိုခွင့်ရေးသားခွင့်အပြည့်အဝရှိနေလို့လားအဲ့ဒါဆိုလို့ရှိရင်တော့မြန်မာပြည်ပြန်လာပြောလို့စိတ်ခေါ်တိုက်တယ်လေဟုတ်တယ်နော်လွတ်လပ်စွာပြောဆိုရေးသားခွင့်မပြောနဲ့မညဘက်ဖမ်းမှာမနဲ့အလောင်းကိုလာလုတ်နေနေအောင်အဲ့နေအောင်လာပြီးပြောလို့ပြောတာအဲ့ဒါစောက်ယူကိုယ့်ကိုစောက်ယူလို့ပြောတာပဲမှတ်ထားနောက်မြန်မာပြည်ကိုလာခဲ့လို့စိတ်ခေါ်ရအောင်လေအဲ့ဒါပြောလိုက် သိလားလွတ်လပ်စွာပြောဆိုရေးသားခွင့်တင်ပြခွင့်မပြောနဲ့ညဘက်ဖမ်းဝမနဲ့အလောင်းလာဖို့ဘာမှန်းအောင်မတိတဲ့နေရာကိုမင်းတို့လာခဲ့လို့စိတ်ခေါ်လာပြီအဲ့ဒါစောက်ယူသိလားအဲ့ဒါအကြမပြေလို့အဲ့ဒါအကြမပြေလို့ခေါ်ရဲတာစောက်ချက်မရှိလို့ခေါ်ရဲတာသိလားအချက်တရားရှိတဲ့လူဆိုခေါ်မရဲဘူးနော်မှတ်ထားသိလားအချက်တရားရှိတဲ့လူဆိုရင်လူခွင့်အပြည့်အဝရှိတဲ့နေရာမှာချိန်မယ်လာမင်းနဲ့ငါနဲ့ရှင်ပြောမယ်ဆိုတာမဖြစ်ကမယ်ညဘက်ဖမ်းဝမနဲ့အလောင်းဖို့နေတဲ့လုံနေတဲ့ကောင်တွေရုပ်ပါနေတဲ့ကောင်တွေဒေတာကိုမင်းတို့လာခဲ့လေဒီလိုဆိုတော့ဟောအေးအေးဟမ်မှတ်ထားမယ်သိလား မိတို့အုံနောက်အသွေးခေါ်တယ်အဲ့တော့ပြောချင်တာတော့နော်စစ်တပ်ထောက်ခံတဲ့အတိုင်းဝင်းကြီးလေခင်ဗျားတို့တတ်မတော်ကိုချစ်တာလားတက်ချီစစ်ကောင်းဆောင်တွေကိုချစ်တာလားဒါလေးကိုစဉ်းစားပါစစ်သားတွေမင်းအောင်လည်းအာနာယူပြီးတဲ့ကစစ်သားဘလောက်တည်ပြီးတော့ဘလောက်ဒုက္ခတာဖြစ်သွားပြီဘဒူတောင်းဝင်ယူလေအဲ့ဒီမြောက်ပေးနေရတဲ့ပြည်တွင်းကဘောမှလည်းကောင်းဝင်ယူလာစားတပွင့်လာပေးလာအဲ့ဒါဖြစ်ပဲအဲ့တော့ချိုကြီးတို့မောင်မောင်တို့ဆိုတာအလကားပြောနေတာမဟုတ်ဘူးအေးတခုရှိတယ်သူတို့မဟုတ်ကဟုတ်ကကလေးတစ်ချက်ပြောရင်ပေါ်ထုတ်မှန်တော့ပြောတော့လက်ခံမယ်ဒီပြလူဝဲဟာယူတော့အခုကောင်မောင်ပြောရတယ်မှမှားတာပါ ဲ့ဒါပဲအဲ့တော့မြန်မာပြည်မှာဘာဖြစ်နေလဲတရဝင်းဓမြတိုက်ပြီးပြန်မေးဆွဲနေတာဘယ်သူလဲမင်းအောင်နိုင်အပါဝင်မင်းအောင်နိုင်ဘက်တော်လားအကုန်လုံးอ่ะကဲအဲ့ဒါမှန်တရားပဲနော်အဲ့တော့ဒီတရဝင်းဓမြပြန်မေးဓမ္မတွေကိုနိုင်အောင်တိုက်ပါမလားလေစင်းခံပေးကြမလားကိုယ့်ကိုစဉ်းစားကြပြီးတော့ကဲကြားတယ်ပေါ့နော်ကဲပဲပေါ့နော်ဒီစစ်မှုတာဥတွေနဲ့ပတ်သက်ပြီးတော့အုတ်ကြီးတွေအခုချိန်မှာဆိုရင်ပြည်သူတွေပေါ်တော်တော်ရက်ဆက်နေတာဖြစ်ပါနော်ပတ်စံကောက်ရတာနဲ့လူကိုဖမ်းရတာနဲ့ပေါ့နော်တော်တော်ကိုငရေပြီးရောက်နေတဲ့အတိုင်းပါပဲနော်အဲ့တော့မင်းအောင်လိုင်ကသူစစ်မှုတာဥတွေထုတ်လိုက်တဲ့အခါတကယ်ပဲပြည်သူလူထုကိုငရေပေးတာနဲ့တူတူပါပဲနော် ကဲကျွန်တော်နောက်ကျင့်မဲ့သတင်းကတော့ဒီကြက်ဖက်မင်းအောင်လိုင်လုပ်တဲ့ရွေးကောက်ပွဲကပြည်သူလူထုဓာမိုးပြီးလုပ်တဲ့ရွေးကောက်ပွဲဖြစ်တယ်ဆိုတော့ကိုယ်သုံးသပ်ပေးထားတဲ့ဦးသိမ့်မြတ်ပြည်သူချက်နာတော့ကြည့်အောင်နော်အခုလဲအဲ့ဒါလိုနှီးမျိုးကိုတုံးဖို့ဝင်လေးမှာမဟုတ်ပါဘူးဒါပေမဲ့တေချာလာတစ်ခုကတော့မြန်မာနိုင်ငံမှာလုပ်တဲ့ရွေးကောက်ပွဲအားလုံးရဲ့တမိုင်းမှာတော့အခုရွေးကောက်ပွဲဟာတရားမျှတမှုမရှိဆုံးရွေးကောက်ပွဲအဖြစ်တမိုင်းမှတ်တမ်းတင်လာလိမ့်မယ်ဆိုတာပါပဲပြည်သူကိုမဲမထက်ရင်ဖတ်မယ်လို့ချိန်ချောက်အတန်းထုတ်ဖွင့်ပြီးမှလုပ်တဲ့ရွေးကောက်ပွဲဟာ မလိုနည်းနဲ့မှတရားမျှတတဲ့ရွေးကောက်ပွဲတစ်ခုမဖြစ်နိုင်ပါဘူးဒီရွေးကောက်ပွဲကိုအောက်လန်းကနေဖျက်ဝင်နေရယူဖို့ကြံစီနေတဲ့ပါတီတွေရှိနေတာကိုလည်းပြည်သူလူထုအများကမြင်နေသိနေပြီးပါပြီအခုဒီရွေးကောက်ပွဲမှာဝင်ပါမဲ့ပါတီအကုန်လုံးဟာအဲ့ဒါလိုအောက်လန်းနီးနဲ့အာနာကိုတယောက်ရရနှစ်ယောက်ရရရသလောက်ဝင်ယူမယ်ဆိုတော့ကိုကျိုးရှာပါတီတွေကြီးပါပဲဒီရွေးကောက်ပွဲမှာဝင်ပါတဲ့ပါတီအလုံးဟာ ကိုယ်တမိုင်းကိုရည်တဲ့ပါတီတွေကြီးပါပဲအဲ့ဒီပါတီတွေအားလုံးဟာကိုကျိုးရှာတကူကောင်းသမားတွေရဲ့ပါတီအဖြစ်နဲ့ပဲတမိုင်းမှာမှတ်တမ်းတင်ခံကြရတော့မှာပါပြည်သူအပေါ်မှာစေတနာကောင်းထားပြီးတော့ဝင်ပါတဲ့ပါတီဆိုတာတပါတီမှမရှိပါဘူးအခုချိန်မှာဘလို့ပဲအကြောင်းပြပြဘလို့ပဲခုခံကာကွယ်ပြောဆိုနေကြပါစေနောက်တစ်ချိန်မှာဒီလောက်ဖောက်ပြန်တဲ့ရွေးကောက်ပွဲမှာ ဝင်ခဲ့တဲ့ပါတီအားလုံးကို ပြည်သူလူထုကအဲ့ဒါလိုပဲမှတ်တမ်းတင်သတ်မှတ်ကြလိမ့်မယ်ဆိုတာအချိန်ကြာလေးပိုထင်ရှားလာလေးဖြစ်လာမှာပါ2015ရွေးကောက်ပွဲမှာ NDF ပါတီကနေရနေနေပပရတဲ့နီးမျိုးနဲ့ဒီပွဲမှာလည်းနေရနေနေပပတော့ရလိမ့်မယ်လို့မျှော်လင့်ချက်ထားပြီးတော့ဝင်ပြိုင်တဲ့ပါတီတွေလည်းအသေးကွဲကြရအောင်ပါပါဘာကြောင့်လဲဆိုတော့ဒီရွေးကောက်ပွဲမှာ ဝင်ပါတဲ့ပါတီအားလုံးကိုပြည်သူလူထုကကြက်ဖွတ်ပါတီနဲ့ဒန်းတူရွှန်ရှာဆက်ဆုပ်နေကြလို့ပါကြက်ဖွတ်ပါတီကို မဲမရအောင်ပြည်သူလူထုကကြက်ဖွက်အစာငါတို့ပါတီကို ပုံအောင်မဲထဲလောက်ကောင်းရဲဆိုပြီးမျှော်လင့်ချက်ထားတဲ့ပါတီတွေဒီပွဲမှာအလုပ်ဖြစ်မှာမဟုတ်ပါဘူးအဲ့ဒီပါတီတွေကလူအနေငယ်လွတ်တော်တွေကိုရောက်သွားရင်လဲအဲ့ဒီလူတွေဟာကြက်ဖွက်ကလူတွေနဲ့ဘာမှထူးခြားမှာမဟုတ်ပါဘူးစစ်ပိုင်းလွတ်တော်တွေမှာဒေါအောင်ဆန်းစုကြည်နဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တောင်မှမဲမဲရဲရဲဘာမှမလုပ်နိုင်ပါဘူး အခုလာမဲ့လွှတ်တော်ကတော့စစ်တပိုင်းလွှတ်တော်မဟုတ်ပါဘူးစစ်တပ်90ရာခိုင်နှုန်းပါတဲ့လွှတ်တော်ဖြစ်လာမှာပါအဲ့ဒီအထက်မှာရောက်တဲ့လွှတ်တော်အမတ်ဟာအကျယ်ကျုပ်အချုပ်ခံရသလိုဖြစ်နေပါလိမ့်မယ်ကြက်ဖွတ်အလိုကြစစ်တပ်အလိုကြစကားကိုပဲပြောကြရပါလိမ့်မယ်လွှတ်တော်ထဲမှာရည်ရည်ရာရာစကားပြောရင်အဖမ်းခံရတဲ့အထိသူတို့အတွက်အိမ်မက်ဆိုးတွေထွက်ပေါ်လာပါလိမ့်မယ်အဲ့ဒီအချိန်ကျမှမတရားအဖမ်းဆီးခံရပါတယ်လို့ထအော်ရင်လည်းဘယ်ပြည်သူကမှတနာမှာမဟုတ်ပါဘူးအခုရွေးကောက်ပွဲနဲ့ထွက်ပေါ်လာမဲ့လွှတ်တော်ရဲ့အခြေအနေဟာ အဲ့ဒါတော့အထိဆိုးွားပါလိမ့်မယ်အလုံးဆိုးွားတဲ့အချက်တစ်ချက်ကိုထောက်ပြစရာရှိပါသေးတယ်အဲ့ဒါကတော့လွတ်တော်ကိုယ်စလဲနေရ90ရာခိုင်နှုန်းတော့အတွက်ပဲရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်တယ်ဆိုရင်တောင်မှသူတို့စစ်သားတမတ်သားဝေစုကိုတော့လွတ်တော်ထဲမှာအပြည့်ဝန်ထမ်းခိုင်းမယ်ဆိုတော့အချက်ပါပဲဆိုလိုတာကလွတ်တော်ကိုယ်စလဲနေရ90ရာခိုင်နှုန်းကိုပဲရွေးကောက်ပွဲကျင်းပနိုင်တဲ့အတွက်အဲ့ဒီ90ရာခိုင်နှုန်းရဲ့တမတ်သားကပဲလွတ်တော်ထဲမှာဝန်ထမ်းမယ်ဆိုတာမျိုးမဟုတ်ပါဘူး တနိုင်ငံလုံးမှာရှိတဲ့သက်မှတ်မဲဆန္ဒအနေမြေအလုံးမှာရှိတဲ့ကိုယ်စားလှယ်နေရာစုစုပေါင်းရဲ့25000ခိုင်နှုန်းနဲ့ညီတဲ့စစ်သားကိုယ်စားလှယ်တွေကလွတ်တော်တွေဝင်ထိုင်မှာပါအရင်ရွေးကောက်ပွဲနဲ့အရင်လွတ်တော်တွေမှာကလေးကသူတို့အဲ့ဒါလိုပဲလှုပ်ခဲ့ကြတာပါအဲ့တော့ရွေးကောက်ပွဲကျင်းပနိုင်တဲ့လွတ်တော်ကိုယ်စားလှယ်အရေးအတွက်စုစုပေါင်းထက်တောင်မှစစ်သားကိုယ်စားလှယ်အရေးအတွက်ကပူချင်းပုံနေနိုင်ပါတယ်အဲ့ဒါလိုရွေးကောက်ပွဲနဲ့အဲ့ဒါလိုလွတ်တော်မှာဘလို့တရားမျှတမှုမျိုးကိုများ မျောလင့်ခြင်းပါလေတဲ့အဲ့ဒါတော့မတရားလုပ်တဲ့ရွေးကောက်ပွဲကနေဘလို့တရားဝင်မှုမျိုးကိုရရနိုင်ပါပါလေတရားဝင်မှုလက်ချက်ရှိတယ်ဘုံရုံးမှာရက်ဆက်တဲ့ကောင်းတယ်ပေးကိုပေးဖို့ထိုင်ဆောင်နေတယ်ဆိုတော့နိုင်ငံတချို့ကအတိမတ်ပြုတာမျိုးရာကောင်းရနိုင်ပါတယ်ဒါပေမဲ့အဲ့ဒါဟာအစ်စ်မှန်မဟုတ်ပါဘူးနိုင်ငံအများစုကဒါဟာမတရားတဲ့ရွေးကောက်ပွဲတရားမဝင်တဲ့ရွေးကောက်ပွဲဆိုတာကိုသိပြီးသားပါပြည်သူလူထုကပေးတဲ့ တရားဝင်မှု legitimacy ဆိုတာကတော့လုံးဝကိုမရနိုင်ပါဘူးပြန်ချုပ်ရရင်တော့ဓာမို့ထားတဲ့ရွေးကောက်ပွဲမှာအမှန်တရားတရားမျှတမှုတရားဝင်မှုဘာတစ်ခုမှမရှိနိုင်ပါဘူးဟုတ်ကဲ့ဒါတော့ဥသိမ်းမြေတုံးသက်ချက်ပဲဖြစ်ပါတယ်အဲ့တော့ရွေးကောက်ပွဲကတော့တည်ကြတယ်ပြည်သူလူထုကိုဓာမို့ပြီးတော့လှုပ်ရမယ်ဆိုပြီးမှပေါ့နော်အတင်းအကျပ်အချင်းချောက်ပြီးမှလှုပ်တဲ့ပွဲဖြစ်ဖြစ်တယ်ပေါ့နော်ဒါအပြင်သူတို့ဒီအကျန့်အကျန့်ဖို့နိုင်မယ်ဆိုတာလေအခုချိန်ကလေးအားလုံးကခမမိတာ ဖြစ်ပါရနော်အဲ့တော့ဘလိုပဲပြောချမ်းဖတ်မင်းအောင်လိုင်းကအခွင့်ရွှေ့နေပြီကျောင်းတော်လိုင်းဘက်ကျန်းထဲမှာလည်းဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဒီ NC လက်မှတ်မထိုးတဲ့ကိစ္စတွေထပ်ပေါ်လာပါနော်နောက်ထပ်လည်းဒီတိုက်ပွဲနဲ့ပတ်သက်တဲ့ဒီနေ့ထွက်လာတော့ထွက်လာတော့မယ်ဆိုတာကတော့တိကျတော့ဖြစ်နေပါပြီဆိုတော့ကိုအဲ့တော့နောက်ထပ်လည်းတိုက်ပွဲဖြစ်ပွားမယ့်အခြေအနေတွေပေါ့နော် နီးလာပြီဆိုတော့ကိုသုံးသက်ရင်းနဲ့ကျွန်တော်ပြူလေးကိုဆုံးသက်လိုက်ပါတယ်နော်ဟုတ်ကဲ့အဆအဆုံးကြည့်ပြီးကြတယ်မြတ်ပြည်သူရောက်စီတန်းသူပဲချစ်စုတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့အချမ်းဖက်မင်းအောင်လိုက်စစ်ပေးငလင်ပေးပြီးရင်လည်းပေါင်းစုံပါကင်လို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ